လာနဲ့နေဘသူကပိုအေးပါတယ်တနေ့မှာလူတစ်ယောက်ကအဖိုးတစ်ယောက်ကိုမေးတယ်နေနဲ့လှဘယ်ဟာပိုအေးကြီးတယ်လဲတဲ့ဒီကအဖိုးကအကြာကြီးစဉ်းစားပြီးမှပြန်ပြေတယ်လာပေါ့ကွာလာကပိုအေးကြီးတာပေါ့ကွာဘာဖြစ်လို့လဲဘာဖြစ်လို့လဲဆိုတော့လာကညကြမှာထွက်တာညအချိန်ဆိုတာငါတို့အလင်းရောင်လိုအပ်နေတဲ့အချိန်လေးနေ့အချိန်မှာငโกကလေးကအလင်းရောင်ကရှိပြီးသား နေကအဲ့ဒီအချိန်မှာထွန်းလင်းပြနေတော့အဖိုးပဲလေဟဲဟဲအဲ့လိုအဖိုးအကြီးကပြန်ဖြေတယ်။သင်အဲ့ဒီအဖိုးအကြီးကို အာယုံမဲလို့မထင်မိဘူးလား။တကယ်တော့ကျွန်တော်တို့အားလုံးအဲ့ဒီအဖိုးအိုလိုပါပဲ။ပုံမြင်နှင်းကလေးမတယောက်အမေနဲ့ရံဖြစ်ပြီးဒေါသဘုံထက်ကအိမ်မဆင်းသွားတယ်။နောက်တစ်သက်လုံးဒီဆောက်အိမ်ကိုတေးကြတော့ပြန်မလာဘူးလို့ဆုံးဖြတ်ထားတယ်။တနေ့ကိုအပြင်းမရှောက်လှိတ်နေတယ် ဆဆချင်းတော့လွတ်လပ်ခြင်းကိုသူခံစားရတယ်။ကြတော့ဘိုက်ကဂလိဂလိអော်လာတယ်။မနေ့ကလေးကအဝေးတထဲကိုတခုနဲ့အိမ်ဘွားကဆင်းချလိုက်လာတာ။ပတ်စံထဲဖို့မိလာတယ်။အိမ်ပြန်ပြီးလဲစားဖို့အောက်ကြမခံခြင်းဘူး။မိုးကလည်းချုပ်ကောလမ်းဘေးကဖွင့်ထားတဲ့စီချက်ခေါက်ဆွဲဆိုင်နာရောက်လာတယ်။ကြက်သွင်ပြွှေးတဲ့အနက်နဲ့စီချက်ခေါက်ဆွဲတဲ့ကကြက်သားနံလေးကသူ့စိတ်ကိုမဆားစားချင်အောင်နှိုးဆွနေတယ်လို့ ဒါပေမဲ့ပတ်စံကမရှိတော့သတိပဲသိပ်မြူချနေရတယ်။အဲ့လိုတွင်းနေတော့မှရှိသေးတယ်။ဆိုင်ရှင်ဦးလေးကြီးကရုတ်တရက်မေးလိုက်တယ်။ဒီကသမီးလေးစီချက်ကောင်းဆွဲမှားမလို့လား။ဒီကသူမကရှက်ရှက်နဲ့အင်းဟုတ်တယ်။ဟိုဒါပေမဲ့သမီးပတ်စံပါမလာဘူး။ဒီအခါဆိုင်ရှင်ဦးလေးကြီးကဟာဟာဟာလို့ရေးလိုက်ပြီ။ကိစ္စမရှိဘူး။ဒီနေ့ဦးလေးအရင်ကြေနေပြီဆိုတော့ ဒီတဝဲဦးလေးကြည့်မယ်တော်တော်ဟိုထိုင်ကိုလွတ်မှာသွားထိုင်ကြည့်လို့ပြန်ပြေးလိုက်တယ်။သူမသူမနားပင်မယုံနိုင်အောင်သူဖြစ်သွားတယ်။ဦးလေးကြီးကိုဦးကြံကြံကြည့်ကလညိုးထိုးပြတဲ့ထိုင်ကိုမှသွားထိုင်လိုက်တယ်။တိတ်မကြပါဘူး။ဦးလေးကြီးကစီချက်ကောက်ဆွဲမှုမွေးလေးလာချပေးသွားတယ်။သူမအမြန်ဆုံးစားနေဆိုတာနဲ့စားပြစ်လိုက်ပြီးဆန်ရှင်ကိုပြောတယ်။ဦးလေးကြီးဦးလေးကြီးသဘောအရကောင်းနေဗျာ။ ။အော်ဘလို့ကြောင့်ဘာဖြစ်လို့လဲ။ဒီလိုဦးလေးကြီးကပြန်မေးလိုက်တယ်။ဒီကသူမကဟုတ်တယ်လေ။သမီးနဲ့ဦးလေးနဲ့တီလဲမသိဘူး။သမီးဘော်အရန်ကောင်းတယ်။သမီးအမေနဲ့များတခြားစီပဲ။သမီးဘော်တစ်စက်ကလေးမှမကောင်းဘူး။သားစိတ်တို့ဘောကောင်းတယ်လို့ပြန်ဖြေတယ်။ဒီကဆိုင်ရှင်ကြီးကတဟဟာနဲ့ထက်ရှိလိုက်တာပေါ့။ပြီးရနော်။ဒီမသမီးခုနက ဦးသမီးကိုခေါက်ဆဲတပကံပဲကျေးဘူးတာနော်သမီးရဲ့အမေက သမီးအတွက်နဲ့နှစ်20စာ သမီးချက်ကျွေးလာတာတစက်ကလေးမှမကောင်းဘူးကျေးဇူးမတင်သင်ဘူးပေါ့ဟုတ်တလားလို့ပြောတယ်ဦးလေးကြီးရဲ့စကားဆုံးတာနဲ့တပြန်နဲ့သူမအိယာကနိုးလာတဲ့လူတရားလိုသတိရတော့တယ်အင်ဒရီမဆယ်နိုင်ပဲညရဲ့ပေါများအလိုလိုကြလာတယ်စားလက်စခောက်ဆွဲကိုတဝက်ပဲစားကအိမ်တို့ပြေးပြန်သွားတယ် လမ်းအသေးလေးရဲ့ဓမီတိုင်မှင်မင်လေးအောက်ကသူ့ရဲ့အမေကိုသူမခဝေးဝေးကနေလှမ်းမြင်နေရတယ်။အမေစိတ်ပူပြီးဘေးပညာလိုက်ကြီးကသူ့ကိုရှာနေတာဘယ်ရှင်ကလေးကလည်းမသိ။အော်အမေရဲ့သူမနှလုံးသားတစားစီအေးပြောသွားခဲ့တယ်။အမေကိုတားမှန်ပါလေ။အခွန်တတောင်းပြောတော့ငါအပြစ်ကကြေပါမလား။အမေအနာကိုရသွားတော့တောင်းမှန်စကားတော့မဆရသေးဘူး။အမေက အာဒီကလေးမှာတနေကိုဘယ်ရီလျှောက်သွားနေရလဲငါမှစိတ်ပူလို့တည်တော့မယ်လာလာ အမြန်အိမ်ပြန်မယ်လက်စစ်ပြီးထမင်းတူတူစားကြမယ်စာနေလိုက်ရောပေါ့အဲ့ဒီညအိမ်ပြန်လန်းဟာတကဘာလုံးမှာအပျော်ဆုံးကသူမဖြစ်လိမ့်မယ်အသက်20ကျော်မှမိခင်ညစ်တာဆိုတာဘာလဲလို့သူမသိရှိခွင့်ရခဲ့လို့ဖြစ်တယ်နေတိုင်းတင်ကိုဆောင်းရှောက်နေတဲ့သူကို တင့်စိတ်တဲ့ဘာမှမဟုတ်ဘူးထင်တယ်။ဒါပေမဲ့တစိမ့်လူတင့်အပေါ်ဒီလိုလေးခဏဆက်ဆံပြလိုက်တာနဲ့အဲ့ဒီလူအရန်ကောင်းတယ်လို့တင်ထင်တယ်။တင့်မိဘတင့်မိမတင့်ယောက်ျားတင့်အတွက်အချင်းပြည့်ပေးဆက်နေတာကိုတင်ကတော့ဒါသူလုံးတင့်တဲ့ဝတ္တရားလေးဆိုတဲ့စကားထက်ပိုမတွေးကြဘူး။ဒါအပြင်နည်းနည်းလေးလျှော့ကောင်းပြရင်တင်ကအပြည့်ပြောကျင်သေးတာ။ဒါပေမဲ့ တစိမ့်လူကတဲ့မိဘတင့်ယောက်ျားတဲ့မိမရဲ့ဆဲဘုံတဘုံလေးကောင်းပြလိုက်တာနဲ့တင်မဝမ်းသာလို့မစုံကျေးဇူးတင်လို့မစုံဘူးအဲ့ဒါကလာခကောင်းတယ်နေက အလောက်မဟုတ်ဘူးဆိုတဲ့အတိပဲနဲ့ဘာထူးသေးလို့လဲနေကအမြဲထွန်းလဲနေတယ်လူတွေကသူ့ရဲ့အလင်းရောင်ကျေးဇူးကို မေ့နေတယ်အဲ့လိုပဲမိဘဆွေမျိုးတွေဘေးမှာရှိနေရတဲ့လူတွေဟာသူတို့ရဲ့နှွေးထွေးမှုကိုမေ့လျော့နေတယ် ဘာမဟုတ်တဲ့ကိစ္စအသေးအဖွဲလေးကူညီတဲ့လာလို့အလင်းနဲ့တစင်းသူကြတော့ကျေးဇူးတင်လို့မဆုံးဘူးပြန်ပြောလို့မဆုံးဘူးနေရဲ့အလင်းရောင်ထုံးလဲနေတာက အပူမှုလို့လားစဉ်းစားနိုင်ကြပါစီ